စင်ကမာသားဆိုတာကအဲနေငါမပေါ်ဘဲနဲ့မွေးရင်တော့စင်ကရနေပြီးမှမာသားဖြစ်သွားတယ်လူတို့ထင်ကြတာလေလေလက်မထပ်ဖဲနဲ့မဟုတ်ပါဘူးအဲ့လိုမျိုးသဘောနဲ့ပြောတာမဟုတ်ဖဲနဲ့အာမိဘတဦးတယောက်တည်းရှိသောမိသားစုကို single parent family single father single mother ဆိုပြီးတော့ပြောကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အတုံးလေးမမစေချင်တာပေါ့နော် single mother ဆိုတဲ့စကလုံးကြီးကပတ်ဝန်းကျင်ကြီးမှာအာဟိုအပြစ်မြင်စရာစကလုံးတစ်ခုလိုမျိုးမဟုတ်ဖဲနဲ့ ဒါရိုးရိုးတန်တန်လူသားတယောက်အနေနဲ့ပဲတာမန်စကလုံးလေးတစ်ခုပါလားဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားစေချင်တာပါ။အော် single mother ဆိုအမတို့ခါလေးကြလို့ရှိရင်အမတို့ဒီအဟိုအင်္ဂလိပ်စကားကိုမြန်မာမှုပြလိုက်တဲ့ဟာလေးလည်းရှိတယ်ပေါ့နော်။တခါလေးကြတော့လေအမပတ်ဝန်းကျင်မှာတွေ့ရတဲ့ဟာလေးတွေအမြင်မတော်တဲ့ဟာလေးတွေပေါ့နော်။ဥမာ single mother ဆိုတာကအဲလင်္ကာမပေါ်ဘဲနဲ့မွေးရင်တော့ စင်ကယ်ကနေပြီးမှမာသာဖြစ်သွားတယ်လူတို့ထင်ကြတာလေလက်မထပ်ဖဲနဲ့မဟုတ်ပါဘူးအဲ့လိုမျိုးသဘောနဲ့ပြောတာမဟုတ်ဖဲနဲ့အာမိဘတဦးတယောက်တည်းရှိတော့မိသားစုကို single parent family single father single mother ဆိုပြီးတော့ပြောကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အတုံးလေးမမစေချင်တာပေါ့နော်ပြီးတော့ဒီစကလုံးလေးတစ်ခုတည်းနဲ့အာပတ်ဝန်းကျင်မှာလည်းဟိုအချင်းချင်းအဲ့လိုမျိုးအမျိုးသမီးအချင်းချင်းနှိတ်ကွတဲ့နှိမ်နဲ့စကလုံးမျိုးတစ်ခုဖြစ်နေတယ်ဆိုတာဒါအတုံးမနေတဲ့ဟာလေးကိုဒါပြောပြတာပါဟိုသူ့ရဲ့သူ့ဘာသာသူ့စကားဆိုလို့ရှိရင်သူ့ဘာသာသူ့စကားရဲ့ ိတ်ပဲအစစ်အမှန်လေးကိုသိရတယ်လေဒီစကားမျိုးလေးကိုသုံးမယ်ဆိုလို့ရှိရင်ဒီစကားရဲ့အတိတ်ပဲလေးကိုအစစ်အမှန်လေးကိုသိပြီးမှသုံးတာကောင်းတယ်ဗမာစကားလည်းအဲ့လိုပဲဗမာစကားမှာလည်းဗမာစကားကသူ့ရဲ့ဒီပြောရမယ့်စကားမပြောရမယ့်စကားသူ့ရဲ့အတိတ်ပဲအားလုံးကိုဝင်ကားဝတ္တိလင်္ကာတို့အလင်္ကာမျိုးစုံနေနဲ့လည်းပြောကြတာဆိုတော့ဟိုဗမာစကားကိုလည်းဗမာဗမာတွေကမှန်မှန်ကန်ကန်ပြောသလို ်ကိုပုံမာတွေကသူများစကားကိုပြောတဲ့အခါမှာကြာရင်လဲသူများဘာသာစကားဖြစ်တဲ့အတွက်ကြောင့်မလို့အာဒါလေးကိုသိရှိမှတ်သားဖို့လိုတာလေးတွေကိုဒီလိုပါပဲဟိုအပျော်သဘောလေးတွေနဲ့ပြောတဲ့အခါကျတော့လေလူတွေလည်းပုံပြီးမှတ်မိမှချင်တယ်ပြီးတော့ဒီစင်ကမာသားဆိုတဲ့စကလုံးကြီးဟာပတ်ဝန်းကျင်ကြီးမှာအာဟိုအပြစ်မြင်စရာစကလုံးတစ်ခုလိုမျိုးမဟုတ်ဘဲနဲ့ ဒါရိုးရိုးတန်တန်လူသားတယောက်အနေနဲ့ပဲတာမန်စကလုံးလေးတစ်ခုပါလားဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားစေချင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီစကလုံးမဟုတ်ဘာဟိုဘယ်လိုပြောမလဲ။အဲလူတိုင်းသုံးလို့ရတဲ့စကလုံးလေးတစ်ခုတည်းတစ်ခုကိုမြန်မာပြည်မှာကြတော့မှလင်ကောင်းမပေါ်ဘူးတို့အဲလင်းမယူဘဲနဲ့မွေးတာတို့အမျိုးစုံပုံစံမျိုးစုံနဲ့ဖြစ်ပြီးတော့မှစင်ကမာသားဆိုတဲ့စကလုံးကိုနှိမ်နေတာကြတော့စိတ်မကောင်းလို့ပါ။ဒါပေမဲ့ဒါစင်ကမာသားဆိုတာကအဲယောက်ျား ယောက်ျားယောက်ျားမရှိဘဲနဲ့ပဲမွေးမွေးစင်ကန်ကနေမသားပဲဖြစ်ဖြစ်အဲစင်ဟိုအိမ်အောင်ကြပြီးမှယောက်ျားသေးသွားတာပဲဖြစ်ဖြစ်အိမ်အောင်ကြပြီးမှယောက်ျား꿰သွားတာပဲဖြစ်ဖြစ်ဘလို့နီးနေပဲကလေးမွေးမွေးဘေးနားမှာယောက်ျားမရှိဘဲနဲ့မိန်းမတစ်ယောက်တည်းဆိုရင် single mother family ပါအဖေတွေလည်းအဲ့လိုပါပဲမိန်းမမရှိဘဲနဲ့ယောက်ျားတစ်ယောက်တည်းဒီကလေးတွေကိုပြုစုပျိုးထောင်ရတယ်ဆိုရင် single father family လို့ပြောလို့ရပါတယ်အဲ့တော့အာဒါဟာရိုးရိုးသားသားစကလုံးလေးတစ်ခုပါလို့နော်စာဖတ်တယ်စာဖတ်ပြီးတော့ကိုဟုတ် ်ဘယ်မှာကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကနိုင်ငံတကာနဲ့ရင်မောင်တန်းတဲ့အခါမှာကိုယ့်ရဲ့လူငယ်တွေလိလာမှတ်သားမှုအားနေပြီးတော့ဒီစကလုံးတွေကိုအာ နိုင်ငံသားမှသာသွားပြီးတော့ကိုကနေပြီးတော့စင်ကာပူသားကအော်နင်ကလင်ကာမပေါ်ဝဲနဲ့မွေးတာလားဆိုပြီးတော့သွားပြောလိုက်လို့ရှင်တရားတော်ဆွဲခံအောင်မှာပါပါချတော့မခံရပါဘူးဟိုမှာပါချလို့ရှိလို့ရှင်လည်းတရားဆွဲလို့ရတယ်ဆိုတော့လေတရားဆွဲခံရလို့တခါတည်းပတ်စံတွေကိုမီလီယံနဲ့ချီပြီးကုန်သွားမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါဘာဘူးမှလည်းလက်မခံတဲ့အရာလေအဲ့ဒါဆိုဟိုဒါတွေကအနိုင်ငံသားမှဆိုဘူးမလင်းလင်းပြောလို့ရှင်ဒါအလုရှောက်အလုရှောက်မယ်ဆိုလို့ရှင်ဒီဒီအလုရှောက်တဲ့လူတွေ သူကသူစင်ကာမာသားပဲဖြစ်ဖြစ်ယောက်ျားရှိလားမိန်းမရှိလားစင်ကာမာသားလားယောက်ျားမယူဘူးလားအပြိုကြီးလားဂေးလား straight လားအ LGBT လားဘာမှမေးပိုင်ခွင့်မရှိဘဲနဲ့ဒါလူ哦လူတယောက်အနေနဲ့လက်ခံလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပဲအဲလူ哦လူတယောက်လိုမျိုးပုံစံမျိုးလေးတွေပဲလက်ခံစီချင်တာပါအကြီးကြီးတွေအရေးကြီးတွေချက်ကားပြီးတော့တွေးစီချင်တာပါတွေပါလောက်လို့ရှိရင်ပါအိမ်တော်ကြပြီးရမျိုးသမီးတွေပေါ့နော်ဆိုချင်မခေါ်ချင်တာမခက်ချင်တာမလဲရှင်တော့ဟောအဲ့အနေနဲ့ပတ်သက်ပြီးလူလေးကိုပြပြချင်တာ ဒါကတော့လေအမားတို့ဗမာတို့နိုင်ငံတွေကအာ developing country လို့ခေါ်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေဆိုတော့သူသူတို့ဟိုပတ်ဝန်းကျင်ကအများကြီးကလက်မခံတဲ့ဟာတွေရှိတဲ့အခါမှာကိုရီးယားဒီပတ်ဝန်းကျင်ကိုအရန်ကြီးတွန်းတွန်းလှန်ပြီးတော့တွန်းလှန်ပြီးတော့အရန်ကြီးဟိုဘယ်လိုပြောမလဲအဲတော့ပြောလို့မရဘူးလीเนาะဟိုပြောရမယ်ဆိုရင် ဒီမှာကြတော့လည်းဘလို့တွေးလဲဆိုတော့အိမ်အောင်တဲ့ကလေးရှိလို့ရှိရင်ဒါအလုံးမှာအလုံးချိန်နေခိုင်းညိုင်းခိုင်းလို့မရဘူးလုံးချိုင်းနိုင်လုံးလို့မရဘူးဒီလိုမျိုးအမျိုးစုံရှိတာပေါ့လေဒါတွေကလုံမယ်ဆိုတော့အများကြီးပါအဲ့ဒါတော့အယလိုပဲလုံးပါစီညီမရေအမတော့မလုပ်တော့ပါဘူးเนาะဟုတ်လားသူစံနေလို့လားအေးဒီလိုပါပဲတစ်ခါတလေတော့လည်းမလုပ်ဘူးရလေးလုံကြည့်တာပေါ့เนาะဒီလိုမျိုးကိုယ်လည်းတကူးတကားနဲ့ဖိတ်ထားတဲ့အာ ပွဲလေးဆိုတော့လေလေကိုကအတိအမှန်ပြူပြီးတော့ဒီအတွက်လေးပါအမကတော်ရုံတိုင်ရုံအင်ကြီးအစ်စ်တွေပါတယ်ချုပ်ပြီးတော့ပွဲတက်တာရှားပါတယ်ဒါပေမဲ့ဒီလိုမျိုးအတူတူတန်းတန်းပဲပွဲလေးကြတော့လေဒီလိုလေးပဲပေါ့ဒါပေမဲ့အခုဟာဒီအခုဆိုလို့ရှိရင် Grammy တွေ Oscar တွေအခုလောလောဆယ်မှာ Golden Globe တွေဒီ Award Season ပြီးွားတော့အဲ့ဒီမှာရှိတဲ့ဟာလေးကိုနည်းနည်း inspire ယူပြီးတော့ပဲဒီလိုပဲချုပ်ထားလိုက်တာပါပြီးတော့လည်း အာအမကနည်းနည်းအောက်ပိုင်းဘိုက်ကလေးကပူတော့လေဒီကဝင်လေးနဲ့ဆိုဘိုက်ပူတာလေးကနည်းနည်းလေးဖုံသွားအေးဘောတခါတူလေးလို့ရခုကြည့်ရတာပေါ့ငါတော့မပါအိုမလန်းသိပါတယ်လုံးလို့ရမလားလုံးလုံးကြည့်ရဟာလာမျက်လုံးကျိန်လားအသားလိုက်လိုက်တာလားဟာလန်တာနည်းနည်းရှော့လိုက်မယ်နော်နည်းနည်းအလင်းလေးရှော့လိုက်မယ်နော်နော်ဟိုက်လိုက်တာလေးနည်းနည်းရှော့လိုက် နောက်မှခလုတ်ပါအခုလက်ရှိသတိပေးချင်တာကတော့လေရာသီဥတုလေးတွေပူလာပြီရာသီဥတုပူလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်များများလေးတောက်ပေးပါရင်များများတောက်ပေးပါပြီးတဲ့အခါကျဓာစာလေးလိုအပ်လိုအပ်သလိုတောက်ပေးပါရာသီဥတုရာသီဥတုအရန်ပြင်းပါတယ်ဟိုပြီးတော့ရေတောက်ဖို့မမေ့ပါနဲ့ကျွန်မယုံကြည်စိုက်ပါကျေးဇူးပါ